ဒါကတော့တရုတ်နိုင်ငံမှာတော့အရန်လူကြိုက်များတဲ့အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။အရန်ရောင်းရလို့အများပြားထုတ်လုပ်ကြပါတယ်။မနက်တိုင်းလူသမားတွေဟာငါးစည်းကိုသွားကလက်လက်ဆက်ဆက်ဖမ်းမိထားတဲ့ငါးများမှငါးစီပေါင်းတွေကိုဂယုတစိုက်ထုတ်ယူကြပါတယ်။ငါးစီပေါင်းလို့ခေါ်တဲ့အင်္ဂါအစိပ်ပိုင်းဟာငါးများရေအောက်မှာဟန်ချက်ညီစွာကိုဖို့သွားလာနိုင်စေဖို့ပြုလုပ်ပေးတဲ့အရာပဲဖြစ်ပါတယ်။ကြည့်ရတာတော့ထူးခြားပုံမပေါ်ပေမဲ့သူကလည်းပင်လယ်စာထဲမှာအကောင်းဆုံးအစားအစာတစ်မျိုးပဲဖြစ်ပါတယ်။တကဘာလုံးကဆယ်လီတွေကတော့ဒါကို လှပမှုရဲ့ပြိုဝက်ချက်လက်နက်ဖြစ်တယ်လို့ပြောဆမှတ်ပြုကြပါတယ်။ဘာလို့လဲဆိုတော့ငါးစီပေါင်းဟာကော်လာဂျင်ဓာတ်မြင့်မားစွာပါဝင်ပြီးပရိုတင်းဓာတ်အပြင်အိုင်ရွန်ကယ်စီယမ်ဆင်းနဲ့အခြားအာဟာရဓာတ်များစွာပါဝင်ပါတယ်။အသားရည်ကျန်းမာမှုကိုပိုမိုကောင်းမွန်စေပြီးစိုးပြေလှပစေတယ်လို့ယုံကြည်ကြပါတယ်။တရုတ်နိုင်ငံတောင်ပိုင်းမှာတော့သူ့ကိုလူချမ်းသာများကတက်တာပျောက်ကင်းစေတဲ့ခန်းနာတဲ့ပစ္စည်းတစ်ခုအဖြစ်သတ်မှတ်ကြပါတယ်။သူ့ကိုတခြားအာဟာရဖြစ်စေတဲ့အရာများနဲ့ရောနှောကနီလန်ပေါင်းများစွာနဲ့ချက်ပြုတ်စားတောက်ကြပါတယ်။ သူ့ကိုမီးအေးအေးနဲ့ချက်လိုက်တဲ့အခါမှာပြချွဲချွဲတဘာဝကော်လာဂျင်တက်ထွက်လာပါတယ်။ကြိုက်ကြည့်တဲ့အခါတုံအီးအီးနဲ့ချောမွေ့ပါတယ်။ကြာကြာဝါရပြီးပိုဝါလီပိုရတာရှိလီပါပဲ။